နာမည်ကျော်ဆိုတော့ Lady Gaga ရဲ့ Brazil ဖြောဖြေပွဲဟာပုံခွဲဖို့ဖြစ်ခဲ့ပြီးပုံခွဲဖို့ကြံစည်သူမျိုးကိုဖန်ဆီးရမိတယ်လို့ဆိုပါတယ်။ကမ္ဘာ့အမေရိကန်ဆိုတော့ Lady Gaga ရဲ့ Rio de Janeiro မြို့ခါမဲ့ဂီတဖြောဖြေပွဲမှာပုံခွဲဖို့ကြံစည်သူမျိုးကိုဖန်ဆီးရမိကြောင်း Brazil ရဲ့တစ်ဖက်ကထုတ်ပြန်ကြေညာပါတယ်။ဒီဖြစ်စဉ်ဟာမေလ3ရက်နေ့က Rio de Janeiro မြို့ Copacabana ပင်လယ်ကမ်းခြေမှာပေါ့ကျဲပွဲ Lady Gaga ပွဲကပြိတ္တ လက်တန်းခွဲလာရောက်အားပေးမဲ့အကြီးကျယ်ဆုံးဂီတဖြော်ပြပွဲကျင်းပခဲ့ရာပွဲကျင်းပဖို့နိုင်ပိုင်းလိုပါပဲဖောက်ခွဲပစ္စည်းတွေနဲ့တူဖောက်ခွဲမှုကျင်းစီသူနှုတ်ဦးကိုဖန်ဆီးရမိခဲ့တာဖြစ်ပါလိမ့်ဂီတဖြော်ပြပွဲကလည်းဘာနှောင်းရှင်းမှမရှိပဲအောင်မြင်စွာကျင်းပနိုင်ခဲ့တယ်လို့ဘရာဇီးရဲ့ဖွဲ့ကဆိုပါလိမ့်ဘောရနေရဲ့အကြောင်းခလစ်ကဘီယင်နာမှာပွဲဖြတ်သိမ်းခဲ့ရတဲ့တီလာစီရဲ့ဂီတဖြော်ပြပွဲကဲ့သို့ပွဲဖြတ်ဖို့အကြံပေးတိုက်တွန်းမှုများစွာရှိတဲ့ကြားမှာ စစ်သားနဲ့ရဲရရှိ9000ကျော်ကိုလုံခြုံရေးတင်းကျပ်စွာခြာထားပြီးဘာအန္တရာယ်မှမရှိစေရဘူးလို့အာမခံချက်ပေးလို့လေဒီဂါဂါနဲ့ဖွဲ့ဟာစိုးရိမ်နေတဲ့ဂျာမန်ဘယ်ဂီတပွဲတော်ကို အောင်မြင်စွာကျင်းပနိုင်ခဲ့တာဖြစ်ပါလိမ့်။ဖန်စီယာမိသူတို့က LGBTQ+ community ကိုမုန်းတီးဆန့်ကျင်သူများထဲကဖြစ်ပြီးတော့လက်လုံဖောက်ခွဲရေးပစ္စည်းတွေနဲ့ပွဲတော်တွင်ဖောက်ခွဲကအမုန်းတရားတွေကို တမင်တသက်ရိုက်သွင်းဖို့ရည်ရွယ်သူများသာဖြစ်တယ်လို့ဘရာဇီးတရားရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ဘရာဇီးရဲ့တဖွဲ့ထုတ်ပြန်ချက်ထဲမှာတော့နာမည်ဖော်မပြထားတဲ့အတိကကြိုကန်သူကိုဘရာဇီးတောင်ပိုင်း Rio Grande စုပြည်နယ်မှာတရားမဝင်သဏ္ဍာန်တွေနဲ့တူဖမ်းမိခဲ့ပြီးဆယ်ကျော်သက်လူငယ်ကိုတော့ Rio မြို့ထဲမှာပဲဖမ်းမိခဲ့ပါတယ်။သူ့လက်ထက်မှာမြင်းညံတပုံတွေရှိနေခဲ့တယ်လို့ရဲတဖွဲ့ကပြောပါတယ်။တိုက်ခိုက်မှုကိုစေခမ်းသူဟာလူငယ်တွေကိုအစွန်ရောက်တွေ့တွေရိုက်သွင်းပေးနေပြီး ကိုကိုကိုနဲ့သူတပားကိုနာကျင်အောင်လှုပ်ဆောင်တာမျိုးတွေကိုသွေးထိုးပေးနေတဲ့ရဲတွေကဆွဆွဲထားပါတယ်။အခုဖြစ်စဉ်နဲ့ဆက်ဆက်တဲ့နောက်ထပ်ကြင်ဟာပါတွေကိုလည်းရဲတွေကစုံစမ်းရှာဖွေနေတယ်လို့ဆိုပါတယ်။တရားဝင်ကြီးဌာနကတော့အဖြတ်သမားတွေဟာကိုကိုကိုလေဒီကာကပြည်သက်တွေလို့ဟန်ဆောင်ပြီးဖြောဖြေးပွဲကျင်းပတဲ့ကမ်းခြေတွေဝေရောက်ဖို့အကြံစီထားခဲ့တာလို့ဆိုပါတယ်။တိုက်ခိုက်မှုဖြစ်နိုင်ခြင်းသတင်းရခဲ့တဲ့နောက်ရဲတပ်ဖွဲ့ဟာလုံခြုံရေးစီမံကို ိုးမြင့်ခဲ့တဲ့အတွက်ကြောင့်အခုလိုမျိုးအောင်မြင်ခဲ့တာလို့ဆိုပါတယ်။နောက်အပြင်ရဲတပ်ဖွဲ့ဟာပြည်သက်တွေယူလာတဲ့ပစ္စည်းတွေကိုလည်းတထုထောက်လိုင်းကရိယာလေးနဲ့တေးကြဆစ်ဆစ်ခဲ့ပါတယ်။လေဒီဂါဂါ2012လောက်ပဲဘရာဇီးနိုင်ငံမှာပထမဆုံးကြိမ်ဖျော်ဖြေပွဲပြန်လည်ကျင်းပခဲ့တာဖြစ်ပြီးသူ့ကိုယူမှုအပ်ပြီးတဲ့ပြည်သက်တန်းနဲ့ဂျေရီယိုဒီဂျင်းတွေကိုရောက်ခဲ့ပါတယ်။အဲ့ဒီဖျော်ဖြေပွဲကိုအကြောင်းပြုပြီးဘရန်မျိုးရဲ့ကမ္ဘာလက်ခီသွက်လုပ်ငန်းကလည်းဝင်ငွေအနည်းဆုံးဒေါ်လာအတန်း100လောက်တိုးပွားလာလိမ့်မယ်လို့ရီယိုဒီဂျင်းမျိုးနဲ့အုပ်ချုပ်ရေးအဖွဲ့ကပြောပါတယ်။